ကောက်ပြီးတော့ကတော့ဒါဆင်ညာနာဟောတဲ့ဒီစရတ်တန်ဃာယနာခေတ်မှာအပြာရင်တန်ဃာယနာတင်ဖို့အတွက်ပေါ့နော်လုတ်ခဲ့ကြတဲ့ဒီလူတီလူဖြစ်ရှင်ဥက္ကရာအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာကတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့ရင်ဆုံးကြည့်လိုက်အောင်အဲ့ဒါလို့စစ်တယ်လို့တရားကိုစစ်ကြပါလို့ခင်ဗျားတို့လည်းတရားကိုစစ်နိုင်ကြပါလို့အဲ့ဒါလိုမျိုးလို့တာကြောက်ကပြောချင်တာပါပဲအဘာနဲ့စစ်ရမယ်လို့ဒီလိုလိုကတိတာမှမဟုတ်ပဲလို့ဆိုတာမျိုးကလည်းပဲအတော်များများပြောကြတာပေါ့ဟုတ်တယ် တရားကိုဘယ်လိုသိရမလဲဆိုတာကိုမသိဘူး။ဘာနဲ့သိရမလဲဆိုတာလည်းမသိဘူး။ဒီစကားကနေရာကျကျုပ်စကားကလည်းမရောက်ချင်နေနည်းနည်းတော့ဖြည်းဖြည်းတော့ပြောရမှာပဲ။ဟိုးဟိုးဟောက်ကြတော်ထဲမှာနေနေတော့။ရှင်ဥက္ကဋ္ဌတို့ကဘယ်လဲဟိုဘဏ္ဍာကမြို့တမြို့မှာပါ။ဒီတရေဒီတရေမှာတို့ကဒီရန်ကုန်ကတင်ခါရနာတင်တော့ရှင်ဥက္ကဋ္ဌတို့ကမဝဘူးနဲ့တကယ်တင်ခါရနာတင်တာကိုတို့မကြည့်နိုင်ဘူး။အာအာမရဘူး။ အဲ့လိုဆိုနောက်ဆုံးမိကြသူတို့ဟာသူတို့တင်မယ်ဆိုတဲ့သဘောမျိုးနဲ့တင်နိုင်တာတင်တဲ့သဘောမျိုးလို့နိကေနိကေဆိုပြီးလှုပ်လိုက်တယ်ဒီနိကေတွေတဲကဖျားဟောထားတဲ့နိကေဟောတာမှနိကေအစ်စ်ဆိုတာပြောအဲ့တော့နိကေ9ရက်ကနေပြီးတော့နိကေ6ရက်လှုပ်လိုက်တာပေါ့ဗျာအနိကေ9ရက်ထဲမှာနောက်ဆုံးနိကေကခௌဒကနိကေဖြစ်ပြီးမယ်သူတို့ကနိကေဤနိကေဆိုပြီးတော့နောက်ထပ်နိကေတစ်ခုတစ်ခုထုတ်လိုက်တာရှေ့ကဒီကတော့မစ္စည်းမတော့ဆိုတဲ့နိကေတွေကနေပြီးတော့ဖျားဟောအစ်စ်လို့သူတို့ယုံကြည်တယ် ဟာသူပြန်ထုတ်တယ်လုပ်ငန်းကိုလုပ်တာအဲ့ဒီမှာနိကေဤနိကေဆိုတာလုပ်ကြတော့ဒီဘုန်းကြီးတွေတော်တော်များများပါစာရပေတာဘုန်းကြီးတွေပဲအဲ့ဒီစာရပေတာဘုန်းကြီးတွေကတပားကဘသူဖြစ်တုံးလို့ဆိုတော့အရှင်စနကပြိဝန္တတောင်မြို့အရှင်စနကပြိဝန္တကျောင်းတိုက်ကဒါတပည့်ကြီးပေါ့အဲ့ဒီဘုန်းကြီးတပားပါတယ်အဲ့ဒီဘုန်းကြီးကတော့သူ့တော်ရက်မှာပြန်ပြီးတော့ကြောင်းထိုင်နေတယ်ဖြစ်တဲ့အတွက်အဲ့ဒီရက်ကတက္ကရာကမတွေနဲ့ကျုပ်တို့နဲ့လည်းပြီးတာဆိုတော့အဲ့ဒီဘုန်းကြီးတို့ဗျာလို့ တို့နိကေဤနိကေလောက်ကြတော့ကတို့လည်းပဲကျမ်းစာတစ်ခုကိုနိကေတစ်ခုကိုတာဝန်ခံပြီးတော့တုတ်တင်ရတယ်လို့သိရတယ်လို့တို့ဘယ်လိုများတုတ်တင်တဲ့တုံးလို့ဆိုတာကျုပ်သိကျင်လိုက်တာဗျာလို့အဲတို့အဲ့တော့ဒီဘုန်းကြီးကိုကျုပ်တွေ့ကျင်တယ်ဗျာလို့ကျုပ်ကဒီလိုပြောတယ်ပြောတဲ့အခါကျအဲ့ဒီခါကြီးကပါပြောတယ်ဆိုတော့အဲ့ဒီဘုန်းကြီးကိုတွေ့ကျင်တယ်လို့ကျုပ်ကပြောတာကိုတွေ့ကျင်တယ်တဲ့တို့ကမရဖက်နဲ့ကျုပ်စီကိုကြွလာပေးပါလို့ဆိုတာမျိုးအဲ့ဒီဘုန်းကြီးကိုပြင်လိုက်တာတကယ်တော့အားနာပါတယ်ဒီဘုန်းကြီးကအသက်တော်သိခါတော့လေတော်တော်ကြီးပါပြီကြွလာရှာတယ်ဗျာ ဒါကျုပ်ကပြင်လိုက်တယ်လို့ဆိုတော့တော်ထဲမှာအထီကိုပဲကြွလာရှာတယ်ကျုပ်လည်းအားကိုနာလို့ပါပဲတကယ်ကတော့သူ့ကိုတွေ့ရင်လေလို့စကားပြစ်လိုက်လို့သူကလည်းတွေ့ရင်မာရဲ့လို့ပြောရင်ကျုပ်ကသွားတွေ့ချင်လို့အဲ့ဒီစကားပြစ်လိုက်တာဘာဟုတ်ပါဘူးဗျအဲ့ဒီခေါင်းကြီးကကြွလာကြွလာတော့ကျုပ်လည်းပဲတကယ်ကိုဝမ်းလဲတာရတယ်ပေါ့လေအားလဲနာရတယ်ပေါ့ဒါနဲ့အရှင်မရကြွလာတာလို့တတိတော်အရှင်မရကိုမင်းမြန်းကျင်တာအတွင်းစကားတစ်ခုရှိလို့ပါလို့အဲအဲ့လိုမျိုးလေးပဲပြောရတာပေါ့ ဘာလဲတဲ့ဘာမျိုးရှင်တာတော့တဲ့အရှင်ဘုရားတို့ဒီဒီလေးရဲ့မှာနိကေဤနိကေလောက်ကြတော့ဟာအရှင်ဘုရားမင်းကြီးမနိကေလားဖျားလို့ဒီနိကေတစ်ခုကိုအရှင်ဘုရားတာဝန်ခံပြီးတုတ်တင်ရတယ်လို့သိရပါတယ်ဗောအဲ့ဒီတော့ဟာဘာနဲ့များအရှင်ဘုရားတို့မူထားပြီးတကလားဒါအရှင်ဘုရားဟောဟုတ်ရဲ့ဒါအရှင်ဘုရားဟောမဟုတ်ဘူးလို့ဆိုတဲ့အကြောင်းကိုဘယ်မူတွေနဲ့များအရှင်ဘုရားတို့တုတ်တင်ကြတော့လို့ ကယ်တော့ဗျာအခုတရားကဒါတရားကုံတော်6ပေါက်ကိုအဓိကဟောတဲ့တရားပေါ့နော်ကျွန်တော်ရှင်းမှလည်းအပိုင်းတစ်ပိုင်းတင်ခဲ့ပြီးပြီအဲ့ဒီနေရာမှာဒါရှင်ဥက္ကရတုကဒီတရားတွေစံစာတွေကိုစစ်ဆေးတဲ့နေရာမှာဒီတရားကုံတော်6ပေါက်နဲ့မဟုတ်ဘဲနဲ့ဒါသူတို့ရဲ့ကိုယ်ပိုင်မူဝါဒတွေနဲ့ပေါ့နော်စစ်ဆေးခဲ့ကြရလို့သိရတယ်အဲ့ဒါဒါနောက်ပိုင်းမှာလည်းရှင်ညာနာပြောသွားလိမ့်မယ်ဆိုတာကိုတူတော့သိကြတယ်ဗျာလို့အဲ့ဒါအေးသေးသေးဆွေးနွေးကြလို့တူတော့ရှင်ပြကိုလျှောက်ထားလိုက်တာပါလို့ဆိုတော့ဩတဲ့အဲ့ဒါ ဆရာတော်ရှင်ဟုတ်တာမူ6ချက်ရှိတယ်လေတဲ့သူကပြောရတယ်အဲ့ဒီမူ6ချက်ကတဲ့အကျုံလဲအဲ့ဒီမူ6ချက်ကိုတွေ့ဘူးတဲ့အဲ့ဒီမူ6ချက်ကိုဓာတ်ပုံကလေးလို့ရိုက်ထားပြီးတော့အဲ့ဒါလေးကိုလည်းပဲမှန်ပေါင်းကလေးနဲ့ချိတ်ချိတ်ပြီးတော့ရှင်ဟုတ်တာကိုကိုယ်ကစီကတ်တဲ့သူရဲ့အိမ်နေမှာဆိုလို့ရှိရင်အိမ်ဥခန်းမှာပဲမှန်ပေါင်းကလေးကလည်းပဲ၈လက်မှ6လက်မလောက်ပဲရှိနေတယ်အနံက6လက်မလောက်အထက်အောက်အရာကအထက်အောက ကရှစ်လက်မလောက်ရှိတယ်။သူ့မှာဘာတွေပါတယ်လဲလို့ဆိုရင်တော့အချက်၆ချက်ကိုလည်းပဲအထက်ကနေပြီးတော့ဒီလိုစီတန်းပြီးတော့ရေးထားတယ်။စီတန်းပြီးရေးထားပြီးတော့အောက်ကမှသူတို့ဒါတရားဓမ္မကိုဒီပြောထားတယ်ဆိုတော့ဒီအချက်၆ချက်ထဲမှာသူကလည်းအဲ့တော့အပြည့်စုံပြောသွားတာကောင်းကောင်းမှတ်မိဘူး။ကျုပ်ကအဲ့ဒီအချက်၆ချက်လို့ပြောလိုက်တော့အာတိပြီဗျာလို့။အဲ့ဒီအချက်၆ချက်ကဘာတွေလဲလို့ဆိုတော့တာဟိတုကဓမ္မဖြစ်ရမယ်။အဲအဲ့ဒီတစ်ချက်ကိုလည်းသူမူထားတယ် နောက်တစ်ချက်ကဘူးစိတ်တဓမ္မလို့ဆိုရဲတော်လှန်တဲ့သဘောတရားလည်းဖြစ်ရမယ်။နောက်တစ်ချက်ကအနတ္တဓမ္မလည်းဖြစ်ရမယ်။အဲဆက်ရှိပြန်အဲသူ6ချက်ကိုပြောပြရတယ်။တကယ်တော့အချက်6ချက်ကဒီ3ချက်လောက်ကျုပ်ဆိုရင်အတိတ်ကအခုဆိုလို့ရှိရင်တိုင်တုကဓမ္မဖြစ်ရမယ်အာယတုကဓမ္မမဖြစ်အောင်ဖျားဟောတဲ့တရားဆိုလို့ရှိရင်နောက်ဖျားဟောတဲ့တရားဆိုလို့ရှိရင်ဘူးစိတ်ဓမ္မဖြစ်ရမယ်။အဲကျုံပြူကျုံကမလွတ်လပ်သေးတဲ့ဓမ္မမဖြစ်ရဘူးပေါ့။တော်လှန်တဲ့ဓမ္မဖြစ်ရမယ်ပေါ့။ နောက်တစ်ခုကအနတ္တဓမ္မဖြစ်ရမယ်ဖြောင်းရတဲ့ဓမ္မဖြစ်ရင်အတ္တဓမ္မမဖြစ်ရဘူးဆိုတဲ့ဟာမျိုးနဲ့သူအဲ့လိုမျိုးကြီးပြောတယ်အဲ့ဒီမူလည်းပဲကျုပ်ကတွေ့ဘူးတာဆိုတော့အဲ့ဒါလေးပြဇာတ်နဲ့ဟားလိုက်တဲ့ဆိုရင်အာတိဖြာလို့အဲ့အဲ့လိုပဲသူ့ကိုပြောလိုက်ပါလေဒါအဲ့တော့ဆိုလိုတာကတော့ဆရာတော်တို့ဖြာလို့အဲ့ဒီမူ၆ချက်ကလို့ဥပမာဘုဇိတ္တဆိုတာဖြာလို့ဘုဇိတ္တဟာတကယ်ဖြာရဲ့မူလို့ဆိုတဲ့ဟာကိုဒီလိုဘယ်လိုလုပ်ပြောနိုင်ကြပါတော့ဘူးပေါ့ ဘယ်လိုပြောနိုင်ကြမှာတုံးလို့ဆိုတဲ့အခါကျတော့ဒါဟိုသူသူတို့ရဲ့ဆရာတော်ရှင်းထားနေရောချပေးရပူပဲလို့ဆိုပြီးတော့အဲသူလည်းပြောပါလားအဲဆိုလိုတာကတော့ဘာကြောင့်ဆရာရဲ့တရားဂုံကြီး၆ချက်ကိုအဲ့လိုမျိုးတရားတွေကိုတုံးတက်တဲ့အခါမှာမူတစ်ခုဖြစ်နေမထားခဲ့ရတလေလို့ဆိုတာဟောအဲကျုပ်ကသူ့ကိုပြောပြတယ်တော်လန်တဲ့အတွေးခေါ်ပါဝင်တဲ့တရားဖြစ်ရမယ်ပေါ့နော်အဲ့ဒီຢာကတော့ထူးခြားတယ်လို့ပဲပြောရမှာ အကြည့်ရတာပေါ့နော်ရှင်ဥက္ကရာကဒီဗုဒ္ဓရဲ့တရားတွေကိုဒီတော်လန်တဲ့အရာတွေစိတ်စနစ်ကိုဒါတော်လန်တဲ့ဒသနာတွေလို့ဒါရှင်ဥက္ကရာတော့မြင်ပုံရတယ်ဒီစီ6ရာစုဆိုတဲ့ခင်မှာပေါ့နော်ဗြမဏတွေကလွှမ်းမိုးထားတယ်ဆိုတာမျိုး၄ပါးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဖိနှိပ်ထားတယ်ပေါ့နော်အဲ့ဒီအရာတွေကိုဒါတော်လန်တဲ့တရားဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးပြောပြတော့ဟုတ်တယ်တဲ့ဒါဖရားရဲ့ဂုံကြီး6ချက်တရားရဲ့ဂုံကြီး6ချက်ကိုတော့အဲ့ဒီတော့ဒါသူတို့မူဖြစ်နေထားအောင်မှမတိခဲ့ဘူးလို့ဆိုတာကိုပြောရတာ တကယ်တော့တရားတော်ရဲ့ဂုဏ်ကြီး၆ချက်တရားဓမ္မတွေကိုစစ်ဖို့ရတဲ့အမှန်ကောင်းတဲ့မူပေါ့ဘာဖြစ်လို့လဲဆိုရင်ဒါလူတွေရဲ့ပဇက်ဖြားတိုင်းပဇက်ဖြားတိုင်းရနေတာပဲဒီဂုဏ်ကြီး၆ချက်ဆိုလို့ရှိရင်လည်းဒီဂုဏ်ကြီး၆ချက်ကဘာလို့ဖို့လုံးလို့မေးရင်ဒါဖျားရှိခိုးဖို့ပဲပြောရမလို့ပဲဒီတရားဂုဏ်ကြီးအတွက်ကတော့ဘုရားဒါဓမ္မတန်တိတိပေါ်အာဂလိကောအေပတိကောဩပနိယကောပိဿတံဝိသတဘောဝေညူဟီဆိုပြဒါအ내တောင်တဲပြီးပေးကြသူမများလာတော့ပါဘူးလို့ပြောချင်တယ် ပါဠိနဲ့ပဲသူ့တော်ရှိခိုးလိုက်တယ်ပေါ့ဘုရားကုံကြီးဆိုရင်တော့ကုံတစ်ချက်တိုင်းတစ်ချက်တိုင်းကိုပေါ်ပြီးတော့မြန်မာလိုပြန်ပြီးအနက်နဲ့ရှိခိုးတတ်ကြတဲ့အလေထားရှိပြီပဲတရားကုံကြီးကြရင်ဖြင့်တယ်ကြီးတောင်မှအနက်ပြန်ပြီးရှိခိုးတဲ့အလေထားရှိတော့အဲဒီတရားကုံကြီးကဘာသုံးရသေးတယ်လဲလို့မေးရင်ဘာမှနောက်ထပ်မသုံးရတော့ဘူးလို့ပြောရမှာလို့ပဲတကယ်ကြတော့တရားတွေတစ်ခုတိုင်းတစ်ခုတိုင်းဟာ တကယ်ဘုရားဟောတဲ့တရားဟုတ်ကြလားဘုရားဟောတဲ့တရားမဟုတ်ဘဲနဲ့မြန်အတုအယောင်ဖြစ်နေသလားလို့ဆိုတာကို ီတရားရဲ့ဂုံကြီးအကြီးချင်း6ချက်နဲ့ဝင်ရလားမဝင်မလားဟာလို့တိုင်းကြည့်ဖို့ကောင်းအဲ့ဒါနဲ့တိုင်းကြည့်လိုက်လို့ဒီအကြီးချင်း6ချက်ထဲမှာဟောဒီဘုရားဟောဆိုတဲ့တရားဓမ္မအရောဖြင့်ဝင်တယ်ဆိုရင်ဟောတာဘုရားဟောတယ်ဒီချင်း6ချက်ထဲမှာဟောဒီတရားဘုရားရဲ့တရားလို့ဆိုတဲ့တရားသားကအယောင်မထွက်ဘူးလို့ဆိုရင်တော့ဒါဘုရားတရားမဟုတ်ဘူးလို့အဲ့ဒီလိုမျိုးကျွတ်တို့ပြီးပြီးမြင်ဒါငင်းဆန်နေရမှာလို့ဒီလိုပြောရမှာ ခုတော့ဘုရားရဲ့တရားတော်ဂုံရင်၆ချက်ဆိုတာကအဲ့ဒါလိုတရားဖြစ်တရားတုကိုစစ်ဆေးကြည့်ဖို့ရန်အတွက်တင်စရာမှတ်ချက်၆ခုလို့ဘယ်လိုမသိကြတော့အဲ့ဒါလိုမသိတော့ဘယ်သူမှမတုံတော့ဘူးလို့ပြောရမှာပေါ့ဒါနဲ့ည9နာရီမှာကျုပ်ကတရားဟောရမှာအဲ့ဒီမန္တပါဒါနဲ့ကျုပ်တို့ကလည်းတရားဟောသွားဘုံညာဖိတ်လိုက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီကြပါကား အဲကျုပ်တို့ရဲ့တပည့်တပန်းတယောက်ယောက်အဲ့ဒီသူတို့တရားဆွေးနွေးတာနန်းသွားလို့ရှိရင်ရက်သွားဟုတ်ပြောတဲ့အခါအရိယတစ္ဆာတရားပါကျုပ်တို့ရဲ့အရိယတစ္ဆာတရားကိုသိတယ်ပေါ့ဗျာအခုလည်းကျုပ်တို့ကပြောရမယ်ကျုပ်တို့ရဲ့အရိယတစ္ဆာတရားကိုပြောတဲ့အခါအရိယတစ္ဆာတရားမှာဂုံကြီးရှိတယ်အဲ့ဒီအရိယတစ္ဆာတရားရဲ့ဂုံကြီးတွေနဲ့မပြည့်တဲ့ပြရတော့အရိယတစ္ဆာမဟုတ်ဘူးလို့ဒီလိုပြောရမယ် ။ဘာဖြစ်လို့အရိယတစ္ဆာတရားမဟုတ်ဘူးလို့ပြောရမလဲလို့ဆိုလို့ရှိရင်ဒီတန်တိဋ္ဌိကလို့ဆိုတော့ကိုယ်တိုင်တွေ့နိုင်တဲ့အနေအထားရှိတဲ့ဟာတွေဖြစ်ပေမဲ့လည်းပရမတ္ထတစ္ဆာတွေဆိုရင်ကိုယ်တိုင်တွေ့နိုင်တာပေါ့။ကိုယ်တိုင်တွေ့နိုင်ပေမဲ့လို့လည်းအဲ့ဒီပရမတ္ထတစ္ဆာတရားအခါလိကတရားလားလို့မေးလို့ရှိရင် तू ကတန်ဒီပရမတ္ထတစ္ဆာတရားကိုကျင့်မယ်ဆိုရင်ကာလာပေးရတယ်ဗျ။ကလာပေးရမယ်ဆိုပရမတ္ထတစ္ဆာတရားကျင့်တဲ့ပုဂ္ဂိုလ်ဟာကျင့်နေသေးတယ်မှာဓမင်းချက်လို့မရအောင်ဓမင်းချက်ရင်ဓမင်းဟိုးတွေတူးတာပါပေါ့ တခြားတခြားလုပ်ငန်းလည်းလုပ်လို့မရဘူး။တခြားတခြားလုပ်ငန်းလုပ်နေလို့ရှင်လည်းပဲမအားတဲ့အတွက်ပရမတ္ထတစ္ဆာရှုွက်ကပြတ်သွားပဲ။အဲ့တော့ပြောမယ်ဆိုရင်ဖျားရဲ့တရားဖြစ်တဲ့အရိယတစ္ဆာတရားကကာလမရှိဘူး။ကာလမရှိဘူးလို့ဆိုတော့အာတရားပဲကာလမရှိပဲတော့နေပါမလားလို့ထင်ချင်းစရာကောင်းတယ်။တကယ်တော့ကာလမရှိဘူး။ဒါဟုတ်ကျုပ်ကလောကဥပမာလေးနဲ့ပြောမယ်။တရားဆိုတာစနစ်ပဲဗျ။စနစ်တစ်ခုဆောင်းထားစရာစနစ်တစ်ခုပဲ။ မစနစ်တခုဆိုတာဥပမာမော်တော်ကားမောင်းတဲ့သူတယောက်ဟာမော်တော်ကားမောင်းတဲ့စနစ်ရှိရတယ်။ဆိုလိုတာကတော့မော်တော်ကားမောင်းတဲ့စီကန်းတွေကိုလိုက်နာနေရတယ်။မောင်းရင်းနဲ့ပဲလိုက်နာနေရတယ်။လိုက်နာနေရလို့မလို့သူကားမောင်းတဲ့စီကန်းတွေကိုပွားများနေရတဲ့အတွက်ကားမမောင်းနိုင်တော့ဘူးလားလို့မေးရင်ကားမောင်းရင်းနဲ့မှလိုက်နာနေရကိုယ့်ရင်ကန်းထဲမှာနေပြီးတကလားတင်မလင်ကြီးခွေထိုင်ပြီးတော့အာလမ်းစီကန်းတွေကိုသူလိုက်နာတယ်ဆိုတာလုံနေဖို့ခုတ်ဘူး။ အဲ့တကယ်ကြတော့သူကားမောင်းနေရင်လည်းပဲဒီနေရာ -20 ပဲမောင်းအောင်မယ်ဆို -20 တဲ့ပုံစံနဲ့ဟာဒီနေရာကတော့ဖြင့်တခါတည်းညာဘက်မချိုးရဘူးဆိုညာဘက်မချိုးနဲ့ဟာဒီနေရာကတော့ဖြင့်ဒါမရရဘူးလို့ဆိုချင်သွားမရနဲ့အဲအဲ့လိုမျိုးလို့လမ်းစည်းကမ်းကိုလမ်းပေါ်မှာသွားနေရင်မောင်းနေရင်လည်းလိုက်နာတော့တီလူကကားမောင်းမပြတ်ဘူးအဲကားမောင်းမပြတ်တဲ့အတွက်သူ့မှာကားမောင်းတဲ့စည်းကမ်းကိုလိုက်နာရတာဟာ ကာလတီးခြားမရှိဘူးလို့အိဗယ်ရောက်တယ်သူပြောရမှာပေါ့အခုလည်းပဲကျုပ်တို့ဘုရားတရားကိုကျင့်သုံးတယ်လို့ဆိုရင်ဘုရားတရားဖြစ်တဲ့အရိယသစ္စာတရားကာလတီးခြားမရှိရဘူးဘုရားရဲ့အရိယသစ္စာတရားမှာကာလတီးခြားရှိနေမယ်ဆိုရင်တခြားလုပ်ငန်းတွေနဲ့ရောထပ်နေမှာပေါ့တခြားလုပ်ငန်းတွေနဲ့ရောထပ်နေမယ်ဆိုဥပမာတစ်ခုမယ်လဲထုံးမယ်ရာထုံးမယ်ဆိုရင်တရားအားမထုတ်နိုင်ဘူး။ငါလဲထောင်းနေရသေးလို့ရာထောင်းနေရသေးလို့ဒီလိုပြောမှာပေါ့။အာဓမ္မမဟုတ်မိတ်ဆွေတွေဘာတွေနဲ့စကားသမီးတွေပြောနေရတယ် လုတ်ကင်နေလုတ်ကင်နေရတယ်ဆိုရင်အေးငါစကားပြောနေရတာနဲ့အလုတ်ကင်နေလုတ်ကင်နေရတာနဲ့တရားတော် အာမထုံမိဘူးခေတရားထုတ်ဖို့တော့မအားလိုက်ဘူးလို့ဘယ်လိုပြောမှာပေါ့ခုပြောနေတဲ့သဘောတရားတွေကကျွန်တော်တို့နိုင်ငံမှာအခုကျင့်သုံးနေတဲ့အရာတွေနဲ့တော့တော်လေးကွာခြားတယ်အဲကျွန်တော်တို့ရဲ့အတိကပေါ့နော်အခုကဘယ်လိုမျိုးလဲဆိုရင်တရားရဖို့ဆိုရင်ဒီတစ္ဆာလေးပါပဲဖြစ်ဖြစ်ဒီမတ်တေဖို့တွေထိုးထွင်းသိမြင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော် ဒီရိတ်တာဆိုတာကိုတီးချားဝင်ရမယ်တချို့ဆိုရင်ဒါနှစ်ပေါင်းများစွာကိုဒါရိတ်တာထဲမှာပဲနေတာမျိုးရှိတယ်အခုရှင်ညာနာပြောတာကတော့အဲ့လိုပုံစံမျိုးပဲမဟုတ်ပဲနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဘဝကိုပုံမှန်အတိုင်းနေထိုင်ရင်းနဲ့ပဲပေါ့နော်ဒီတရားဆိုတဲ့အရာကိုရအောင်လုပ်လို့ရတယ်ဘုံတော်တွေထဲမှာပါတဲ့ဒီအကာလိကသူတို့ဘဝတဲကနေတာအချိန်ကိုဖဲ့မထုတ်ဘူးပေါ့နော်ပေါ့ဘာဖြစ်လို့လဲဆိုရင်တရားတရားဆိုတာကာလတီးချားရှိတယ်အဲ့လိုဖြစ်မှာပေါ့အခုတော့စကားစီမီပြောနေရလဲတရားထုတ် အလုတ်ကိုင်းနေလုတ်ကိုင်းနေရလဲတရားထုတ်ရမယ်အစားတောက်တွေစားတောက်နေရလဲတရားထုတ်ရမယ်တခြားတခြားတခါတဲ့တပြည့်စီတွေလဲနေသလားအဲဓမ္မမို့လို့ရှင်တခါတဲ့ဓမင်းရင်နေချက်နေသလားအထုတ်နေရမယ်ဆိုလိုတာကတော့တရားထုတ်တယ်ဆိုတာကာလမရှိဘူးလို့ဆိုရင်ဘယ်ကာလနဲ့ဖြစ်ဖြစ်သူအပြိုင်ခံနိုင်တယ်သူကမှကာလမရှိတာဟုတ်တခြားလုပ်ငန်းတွေကိုလုပ်နေသေးတယ်မှာကာလရှိတယ်အဲ့ဒီကာလရှိတယ်လို့တရားအထုတ်လို့လည်းပဲရနေတယ်အဲ့ဒီလုပ်ငန်းပေါ်ပါပဲ ဘာဖြစ်လို့ရနေအောင်ဆိုတရားကာလမရှိလို့ပဲဟုတ်တာပေါ့အ ਨੇ ဆုံးကိုယ်မိတ်ဆွေတွေတင်ကားတွေနဲ့ဆက်ဆက်ပြီးနေရတယ်အဲ့ဆက်ဆက်နေတုန်းမှာပဲတရားပြတ်တတ်တာအဲ့တရားပြတ်တတ်တာတုန်းမှာပဲဟောတရားလည်းပဲမှန်းနေအောင်ကြောကျင့်ကြပါလို့ဆိုတော့ဆက်ဆက်ရင်းနဲ့ပဲတရားနေအောင်ဆက်ဆက်ရမယ်စားတော့ရင်းနဲ့ပဲတရားနေအောင်စားတော့ရမယ်လောက်ကန်ရင်းနဲ့ပဲတရားနေအောင်လောက်ကန်ရမယ်လို့ဆိုတော့ဟောတရားက လုတ်ကင်နာတို့စားတော့တာတို့တယောက်နဲ့တယောက်ဆက်ဆံတာတို့ဆိုတဲ့အချိန်တွေရှိတယ်လို့တရားအချိန်မရှိတာဆိုတော့အဲ့ဒီအရင်အပေါင်းယူလို့ရတယ်လို့ဒီလိုပြောရပါပေါ့အဲ့တော့တရားမှာအာကာလိကဆိုတဲ့တခါတည်းဂုံရင်ရှိတယ်လို့ဒီလိုပြောရပါပေါ့အဲ့ဒါအာကာလိကကိုရှေးသာကတရားဂုံရင်ကိုအနက်ပေးကြတာကအချိန်မရွေးအကျိုးပေးတတ်တယ်လို့အဲ့ဒီလိုမျိုးလို့အနက်ပေးတတ်တယ်အာကာလိကအကျိုးပေးတယ်လို့ပြောလို့ရှိရင်ပိဿဒံဝီရိတာကကြဘယ်လိုပေးပါတော့လို့ဆိုတော့ ပိစ္ဆတံဝေဒိတဘကြတာဝေဒိတဘဆိုတာလက်နင်းခံစားရတာပိစ္ဆတဆိုတာလက်နင်းလို့အဓိပ္ပာယ်ရတာပဲအဲ့တော့ပိစ္ဆတံဝေဒိတဘနဲ့အာကာလိကဟာအနေပေးခြင်းကလည်းပဲသွားထက်နေမှာပေါ့လေဒီလိုပြောရမယ်အဲ့တော့အဲ့ဒီလိုထက်မနေအောင်အာကာလိကရဲ့အနေကိုလက်နင်းအကျိုးပေးတတ်ပါပေ၏လို့အဲ့ဒီလိုမျိုးလို့အနေပေးဖို့မကောင်းဘူးအနေပေးရမှာမဟုတ်ဘူးကာလမရှိတဲ့ဒီအရာဖြစ်ပါပေ၏လို့ကာလမရှိဘူးလို့ဆိုတာ ဘဂဝတာဓမ္မမြတ်စွာဘုရားဟောကြားထားတော်မူတဲ့တရားတော်မြတ်ဒီအဂါလီကောကာလမရှိတဲ့တရားဖြစ်ပါပြီဒီလိုလို့ရပါဘောကာလသူ့မှာတိကျမရှိဘူးတရားအတွက်ပေါ့ဗျာအဲ့ဒါလိုရင်စည်းကမ်းလိုက်နာတယ်ဆိုတာကာလတိကျမရှိရဘူးရင်မောင်းနေရင်လည်းပဲတိုင်းနာနိုင်ရမှာဖြစ်တယ်အဲအဲ့ဒါလိုမျိုးလိုပဲအခုလည်းပဲလူမှုကိစ္စတွေဆောင်ရွက်နေရင်လည်းပဲဒီတရားကိုလိုက်နာနိုင်ရမှာဖြစ်တယ်တရားမှာကာလမရှိဘူးဆိုတာဒီလိုပေါ့အဲဒါကြောင့်မလို့အဂါလီကရဲ့အ낵ကိုအချိန်မီရအကျိုးပေးတတ်ပါပဲဤလို့ဆိုတဲ့ဟာမျိုးလို့ ပေးရဘူးလို့သူပြောရမယ်။အဲဒီလိုပေးလိုက်ရင်ပိဿတံဝေဒိတဘတ်နဲ့သွားထက်နေမယ်ပေါ့။အဲတော့အဲဒီလိုကာလမရှိတာမျိုးဖြစ်တယ်လို့ခုနကဒီပရမတ္ထတစ္ဆာကျင့်ပြီလို့ဆိုရင်ပရမတ္ထတစ္ဆာကျင့်တဲ့သူကပရမတ္ထတစ္ဆာကနေပြီးစိတ်ကိုဘယ်မှမသွားရတာလုပ်နေတာဖြစ်တဲ့အတွက်ဘယ်မှမသွားရအောင်လုပ်နေရတဲ့အခါမှာသူဘာလုပ်လို့လို့ရမှာလဲတမင်းချက်လို့လည်းမရဘူး။အထင်းခွဲလို့လည်းမရဘူး။အဲဒီလိုတစ်ခုအလောက်ကိုင်းနေလည်းလုပ်လို့မရဘူးဖြစ်မှာပေါ့ပရမတ္ထတစ္ဆာလုပ်နေရရင် ဒါဘာဖြစ်လို့လဲသူကာလရှိပရမတ္တသစ္စာကျင့်နေသူကကာလရှိနေအဲကာလရှိနေတဲ့အခါကျတော့မြတ်စွာဘုရားရဲ့တရားတော်ကအာကာလိကတရားအာကာလိကဂုံရင်ရှိတဲ့တရားဆိုတော့ဟောပရမတ္တသစ္စာတရားအာကာလိကဂုံရင်မရှိတဲ့အတွက်သူဟာပြအာကာလိကဂုံရင်ချို့တဲ့နေတာကြောင့်တရားဂုံရင်မမြောက်တဲ့တရားတရားဂုံရင်မမြောက်တော့ဘူးဆိုရင်ဘုရားတရားမဟုတ်ဘူးလို့သူပြောပါတော့ဘုရားတရားဆိုတာဘဂဝါဒါဓမောမြတ်စွာဘုရားဟောထားတဲ့တရားတော်ဟာအာကာလိကောကာလမရှိတာဖြစ်ပါပြီလို့ဘယ်လိုပြောတဲ့တည်းကာလမရှိတာဖြစ်ရတာ တော့အေဟိပတိကအေဟိပတိကဂုံလည်းပဲအတော်များများတရားတွေမှာမရောက်တတ်ဘူး။ဘာဖြစ်လို့အေဟိပတိကဂုံမရောက်တာလဲလို့ဆိုလို့ရှိရင်ကိုတိတဲ့တရားကိုသူများပြလို့မရတတ်ဘူး။အတော်များများမရတတ်ဘူး။ဘာဖြစ်လို့လဲလို့ဆိုရင်ကိုတိတဲ့တရားကလည်းပဲဒီဇန်တရားတွေသိကြတာ။ယူပအဆရှိတဲ့ဇန်တရားတွေသိကြတာ။ဇန်တရားတွေသိတဲ့အခါကျတော့ဇန်တရားရဲ့တကယ့်ဒီရတာမြောက်တဲ့အဖြစ်ကခံစားမှုပဲဗျ။သူကလည်းပဲခံစားမှုကောင်းတာပဲ။ ခံစားမှုကောင်းတာဆိုတော့ကိုယ်ခံစားမှုကောင်းတယ်လို့သူများခံစားမှုကောင်းအောင်ဆိုတာလုပ်လို့မရဘူးအဲ့တော့သူများပြောလို့မရဘူးဘာဖြစ်လို့ကိုယ်ခံစားမှုကောင်းတယ်လို့သူများခံစားမှုကောင်းအောင်လုပ်လို့မရတာလဲလို့ဆိုခံစားမှုကသူများပေးလို့မရဘူးဆိုကြလို့ဆိုကိုယ်ဝတ်တိုင်းစားလို့ကောင်းတာလေဆိုကိုကောင်းတယ်လို့သူများကောင်းအောင်လုပ်စားမှာလေဆိုသူများလည်းကိုလိုကောင်းရင်တော့ကိုလိုပဲစားကြည့်မှာပဲရလိမ့်မယ်လို့ဆိုတာသူပြောရပါပဲကြာအဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ခံစားမှုအကောင်းဟာသူများပြလို့မရဘူး အဲ့တော့ဒါကအခုခေတ်မှာဖြစ်နေတဲ့ပြဿနာပဲလို့ပဲပြောရမယ်။ဘာလို့ဆိုရင်ဒါတရားနဲ့ပတ်သက်ပြီးတော့ပေါ့နော်။တခုခုဒါဝေဖန်မိလို့ရင်မင်းကိုယ်တိုင်ကြင်ကြည့်မင်းကိုယ်တိုင်ရိုက်တာဝင်ကြည့်အဲ့လိုမျိုးတွေပဲဒါပြောခံရတာများတယ်ပေါ့နော်။အဲ့ဒီပြဿနာအတွက်နောက်ပိုင်းမှာဆင်ညာနာပေးမဲ့ဥပမာလေးကတော်လေးကောင်းတယ်ဗျ။ဘာလဲဆိုရင်ပေါ့နော်ဒါကိုသိထားတဲ့အရာကပညာရက်တခုခုဖြစ်တယ်ဆိုရင် ကိုပညာရက်ကိုသူများနားလည်အောင်ပြောပြနိုင်တယ်ပေါ့နော်။အားလိုမျိုးဒါရိတ်တာဝင်ပြီးတော့ကိုယ်တိုင်ကြင့်ကြည့်ပေါ့နော်။အဲ့လိုမျိုးပြောစရာမလိုဘူး။ဉာဏ်ပေးွားတဲ့ဥပမာကတော့ဒါနယူတန်တို့အိုင်စတိုင်းတို့ပေါ့နော်။ပြက်တာခက်ခဲပါတယ်ဆိုတဲ့ဒီသဘောတရားတွေကိုတောင်းမှပေါ့နော်။ပြောလို့ရင်သင်ချာတွေနဲ့သူတို့ဖြည့်ရှင်းပြီးတော့လူများနားလည်အောင်သူတို့လုပ်ပြလို့ရတယ်။လုံလဲလုံနိုင်ခဲ့တယ်။အဲ့ဒါကဘာကြောင့်မို့လဲဆိုရင်ကိုတိထားတဲ့ຢာကပညာဖြစ်နေလို့ပေါ့နော်။အဲ့တော့ကိုတိထားတဲ့ຢာကပညာဖြစ်မနေဘဲနဲ့ခံစားမှုဖြစ်နေတယ်ဆိုရင် ဘေးလူတွေကိုလည်းကိုကဘလို့နီးနေမှာဒီနားလျောင်လဲရှင်းပြလို့ရမှာမဟုတ်ဘူးပြောလို့ပြတာကိုကဝတ်သားစားတယ်စားလို့ကောင်းတယ်ပေါ့နော်အဲ့တော့ဘေးလူဘလို့မှရှင်းပြလို့မရဘူးကောင်းတယ်ဆိုတော့လည်းသူ့ကိုဒါကိုကိုရိုင်းကိုကိုရိုင်းဒါဝတ်သားကြွေးကြည့်မှာပဲသူကနားလဲသွားလိမ့်မယ်ဆိုလိုတာကဗျာအဲ့ဒါကဝေဒနာဖြစ်တယ်ပညာမဟုတ်ဘူးပေါ့နော်ပညာဆိုလို့ရှိရင်ကတော့သူများပြလို့ရတယ်ပညာဆိုတာကလည်းပဲခံစားမှုနဲ့တူဘူးဗျာဒီတက်မှာခံစားမှုနဲ့ပညာကိုနည်းနည်းလေးတောင်ကွဲအောင်ပြောရအောင်ခံစားမှုဆိုတာက ငိုတော့ကခံစားရတာတွေနဲ့နောက်ထပ်ခံစားရတဲ့ခံစားရတာတစ်ခုခုဟာဘယ်ဟာကများတာတုံးလို့ဆိုတာမျိုးကိုသူကနေပြီးရှင်းဆက်ပြီးတော့ကြည့်တယ်ကြည့်တဲ့အခါကျအာငိုတော့ကဟာကကြော့တယ်နောက်သိရတဲ့အရာကမှတာတယ်လို့ဆိုရဲအဲ့ဒါကိုကောင်းတဲ့ခံစားမှုဖြစ်တယ်လို့ပြောရတယ်အဲ့လိုမျိုးနဲ့နောက်ခံစားရတဲ့ဟာကကြော့တယ်ငိုတော့ဟာတွေကမှတာတယ်လို့သိလို့ရှိရင်အဲ့လက်ငင်းခံစားရတဲ့နောက်ခံစားမှုကိုဒါဒုက္ခ ညံ့နေလို့ဒီလိုပြောရတယ်ပြောတာပေါ့အဲ့တော့အဲ့ခံစားမှုအတိခံစားမှုအတိဆိုခံစားမှုကလည်းတကယ်တော့အတိပဲဒီအတိကဘာအတိတုံးလို့မေးလို့ရှိရင်ချိန်ဆက်တဲ့အတိချိန်မိတာပြောပြရဲပေါ့တာကလားရော့တလားဒါဟုတ်တဲ့အတိပဲတာကလားရော့တလားလို့ဆိုတာတယ်ဆိုရင်ဒုက္ခကိုပြပြီးတော့ရော့တယ်ဆိုလို့ရှိရင်ဒုက္ခကိုပြအဲ့ဒါဝေဒနာလို့ပြောတာပဲဒါအဲ့ဒီဝေဒနာအတိကသူများကိုတင်ပြလို့ရအောင်ပညာကတော့ဒီလိုမဟုတ်ဘူးပညာဆိုတာကတော့ ကိုနေရာမှာဒဇတိကဲဒီနေရာမှာဒဇတိကဲတခြားနေရာမှာဒဇတိကဲအဲ့ဒီအရာတွေရဲ့ဒီအနေထားတွေကို အကုန်လုံးချိန်ဆက်ပြီးတော့မျှတာပြီးတခါလာသူတို့ရဲ့တူညီချက်ကဘယ်မှာတော့သူတို့ရဲ့ကွဲပြားချက်ကရိနာဇာနာတိဇာတိကဒီညကိုပို့ချတယ်ညကိုလာရလာရလာရဒီအကြောင်းလေးအဲ့လိုမျိုးလို့ဒါတက်လဲပါ ဝေဒနာတိနဲ့ပညာတိကိုဝေဒနာတိတွေကသူများပေးလို့မရဘူး။ပညာတိကသူများကိုပေးလို့ရတယ်။ဥပမာဒီကမ္ဘာမြေကြီးရဆွဲရရှိတယ်လို့ဆိုရအကြောင်းကိုနယူတန်တိတယ်ဆိုရင်ဒီနယူတန်တိကိုဖြတ်နိုင်ရတယ်။သူပညာတိကိုအဲ့လိုမျိုးပဲနဲ့ relativity တို့လိုတခါတည်းသဘောတရားတရားရကိုအိုက်စတိုင်းအတိတယ်လို့ဆိုရင်အိုက်စတိုင်းတိတာကိုသူများကိုတင်ကြားလို့ရတယ်။ပြလို့ရတယ်လို့သူလို့ဆိုတာပေါ့။အခုကျွတ်တို့များစွာဘုရားတိတယ်လို့ဆိုတဲ့ဒီတစ္ဆတရားအတိရလည်းပဲ ဟုတ်ရတော့သူများကိုပို့ချလိုက်ရတယ်သူများကိုပြတတ်လို့ရတယ်လို့ဒါကြောင့်အိဟိပတိကကုန်ရှိတယ်လို့ဒီလိုမျိုးလို့ပြောတာအဲတကယ်လို့ခုနကပရမတ္ထတိတ္တအတိမျိုးလို့ဆိုရင်တော့အိဟိပတိကလုံးလို့မရဘူးမင်းဒါတော့ဖြင့်ငါငါလို့သိကျင်တော့ငါလို့ဖြောင်းတာမင်းလုတ်ပေတော့လို့ဆိုတဲ့ဟာမျိုးလို့ပဲသူတို့ကနေပြီးအဲ့ဒီလိုပြောရတယ်ဒါကြောင့်လည်းပဲတရားပြစခန်းนี่ဆိုတာတော်တော်ပေါ်လာလို့ပြောอ่ะတကယ်ငါလို့ပြီးတော့ငါလို့လုံးဆိုတာကလည်းလောက်ပြစ်တာပြီးတော့အဲ့ဒါကိုတော်တော်စဉ်းစားကြည့်နေပြီးကြည့်ကြ ။ဟုတ်လို့ကျွန်တော်မြတ်စွာဘုရားလဲတဲ့တော့မြတ်စွာဘုရားကယဟန်နေကိုတရားပြတော်မူလေ။တရားပြတဲ့နေရာကြီးဖြစ်နေရှိတယ်လို့ပြ။ဘသူမှမဟာနေပြီးတော့ဘုရားရှိမှဘုရားကတဏှာရာမှာထိုင်။ဘုရားရှိမှတဏှာရာတခါတဲ့ထိုင်ပြီးကလာအာထုတ်ပြီးနေကြတဲ့ယဟန်နေလို့ဆိုတာဟာရုပ်ပုံတောင်မြင်ဘူးမှမဟုတ်ဘူး။ပြောတယ်လည်းမကြဘူးလို့ပြောကြလို့ရှင်သာရိပုတ္တရာပဲ။အားလုံးကြားရတဲ့ခဏမှာတခါထိုင်ပြီးကလာအာထုတ်ကြရတယ်ဆိုတာမရှိဘူး။ရှင်းတာကယဟန်နေတာမရှိတာမဟုတ်ဘူး။တခါဒီကမကြီးလည်းအဲ့ဒီလိုမျိုးလို့ တရားပြစခန်းကြီးနဲ့တရားတွေထိုင်ပြီးတော့ပွားများနေကြရတယ်ဆိုတာဖြစ်ဘူးလို့ဒီလိုပြောရမယ်။ဟောအခုခေတ်ကြတော့ဒါရှိလာတယ်ကြာ။တချို့မှာတရားရှိတယ်တချို့မှာတော့လည်းပဲ200 300 400တောင်ရှိတယ်ပေါ့ရှိတယ်။ဆိုလည်းပဲအဲ့ဒါပဲ။ပြောကြပြောကြတော့ဒီကနေ့ဖြစ်ဘာဖြစ်လာတော့ဆိုပရမတ္ထတစ္ဆာတရားတွေကိုကျုပ်တို့တရားနေရာမှာယူလာတော့အရိယတစ္ဆာတရားနေရာမှာယူလာတဲ့အခါကျတော့ပရမတ္ထတစ္ဆာတရားကဟောပြောပြတာလို့မရဘူး။ဟောပြောပြတာလို့မရတော့ကဲလုံးกว่าလက်တွေ့လုံးဆိုပြီးတကလား သူခိုင်းတာအတိုင်းလှုပ်ရတော့အဲ့ဒါလိုလှုပ်အဲ့ဒါလိုတရားပြရတဲ့အဖြစ်တွေရောက်လာတာအဲ့ဒါကြောင့်မို့လို့ဒါအိပတိကလို့ဆိုတဲ့သူများကိုပြလို့ရတဲ့တရားဟုတ်တာနဲ့မဟုတ်တာကိုကိုကိုယ်တိုင်ကနေပြီးတော့ခွဲခြားပြီးသိရမယ်လို့ဒီလိုပြောရမယ်အခုနာတော့အာတန်တိတိကလို့ဆိုတဲ့ဒီဂုံကြီးလေးလည်းပဲအဲ့လိုပဲပြောရမယ်ဗျဟုတ်တော့လေဟုတ်တယ်ဗျာဒီဘုရားခင်မှာဆိုရင်ဒါရိတ်တာတွေလည်းမရှိခဲ့ဘူးဒီခုပေါ်တော့ဒါကျွန်တော်တို့သိသလိုမျိုးကြီးတရားထိုင်ပြီးတော့မှဘောတော့ရသွားတယ်ဆိုတာမျိုးကလည်းပြောလဲတိတ်တောင်မတွေ့ရဘူးဗျာ တော်တော်များများကတော့ဒါကာရတပုံးနှစ်ပုတ်ပဲဖြစ်ဖြစ်ဒီတရားပွဲတစ်ခုမှနာပြီးတော့ပဲဖြစ်ဖြစ်တရားရသွားမျိုးရှိတယ်။ဥပမာဆိုရင်ဒါရှင်သာရိပုတ္တရာပေါ့နော်။နှစ်ကြောင်းရှိတဲ့ကာရမှာဗျာပရမတ်တစ်ကြောင်းကိုပဲဒီကြားပြီးတဲ့အချိန်မှာတန်းပြီးတော့သွားရပါဖြစ်တယ်။ဒီတော့ဒါရှင်ညာနာပြောချင်တာကပေါ့နော်။ဘုရားရဲ့တရားဆိုတာကကျွန်တော်တို့ထိုင်ပြီးကြင့်ကြံပြီးတော့မှသိရမယ့်အရာမဟုတ်ဘူး။နားလေသဘောပေါက်အောင်ဒါနာယူရမယ့်အရာမျိုးပေါ့နော်။ ခုဗီဒီယိုနဲ့ဒါတပုတ်ထဲဖြစ်နေတဲ့ဗီဒီယိုပေါ့နော်ကျွန်တော်ရှေ့မှာတင်ထားတယ်အဲ့ဒီဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ဒီသစ္စာလေးပါးတရားဆိုတာကဖျားအတွက်ပဲခက်တာကျုပ်တို့အတွက်မခက်ဘူးပေါ့နော်အဲကျုပ်တို့အတွက်မခက်ဘူးပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တင်ထားတာရှိတယ်